ဝမ်ချန်နယ်ပရိသတ်များအလုံးမဲမိင်္ဂလာပါရှိတ်၃မိနစ်ကြာမှရေးအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတခါမှပြပြပေးချင်တဲ့အကြောင်းအရာလေးကတော့အယန်းကိုစားလုကောင်းတဲ့ဩစာသီးနဲ့ပတ်သက်တဲ့ကျန်းမာရေးဘုဒ္ဓတာလေးပဲဖြစ်ပါတယ် ချိုးများတဲ့အရသာနဲ့မလိုက်ပဲနဲ့ပေါပေါမြများပါလာတတ်တဲ့အစီတွေကိုလက်ဝင်အောင်ဖယ်စားရတာဒီအစီတွေကိုဩစာစေးတောက်တိုင်းကစားကြတာတွေကငယ်ဘွားကာလာတွေမှာအမှတ်တရအချိန်မျိုးပဲဖြစ်ပါတယ်ဩစာတီကအရသာကောင်းမွန်သလိုကျန်းမာရေးကိုအရန်ကိုအထောက်အကူပြုတဲ့အသီးလည်းဖြစ်ပါတယ်သူ့မှာဗီတာမင် B ဗီတာမင် B6 ဗီတာမင် C နဲ့အန်တီအောက်ဆီဒန့်တွေပါဝင်နေပြီးတော့အရှိပြားစပင်းမျက်လုံးအုံနောက်နဲ့နှလုံးဓာတ်တွေကိုအထောက်အကူပြုတဲ့သစ်သီးတစ်မျိုးပဲဖြစ်ပါတယ် ူမှာပါဝင်တဲ့ကျမ်းမာရေးကောင်းကျိုးတွေကအများကြီးရှိပါတယ်ဒီတရားမှာတချို့ချက်တွေကိုပြပြပေးချင်ပါတယ်ကိုလေးချိန်တိုးစေရယ်ကိုလေးချိန်တိုးမြင့်စေဖို့ဆရာထက်တန်နေသူတွေဟာဩဇာတိကိုစားပေးသင့်ပါတယ်အကြောင်းရင်းကတော့ဒီအသီးကကယ်လိုရီပမာဏအများပြားစုဆောင်ထားတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုခန့်အားစနစ်ကိုကောင်းမွန်စေပါတယ်ဩဇာတိမှာဗီတာမင်စီကျော်ဝတ်စွာပါဝင်နေတာမို့လို့ကိုရင်းကိုခံအားစနစ်ကောင်းမွန်စေဖို့အထောက်အပံ့ပြုပါတယ်။ကူးစက်ရောဂါတွေကိုလည်းကာဝယ်ပေးနိုင်ပါတယ်။ နောက်ခုကတော့ခွန်အားဖြည့်တင်ပေးပါရယ်။ဩစာသီးဟာစွမ်းရည်အရင်းမြစ်တစ်ခုလည်းဖြစ်ပါရယ်။ဒါကြောင့်ခွန်အားပြည့်ဝစေရဲ့အစားစာတွေကတစ်မျိုးဖြစ်သတ်မှတ်ခံထားရတာပဲဖြစ်ပါရယ်။နောက်ပြီးတော့သူကကင်ဆာကိုတိုက်ဖျက်နိုင်စွမ်းရှိပါရယ်။ကင်ဆာကိုတွန်းလှန်နိုင်တဲ့သဘာဝဓာတ်ပေါင်းနဲ့ဩစာသီးတွေမှာပါဝင်နေပါတယ်။ဒါကြောင့်အမျိုးအစားအမျိုးမျိုးသောကင်ဆာနဲ့အသက်ပိုအကျိတ်တွေကိုတွန်းလှန်ပေးနိုင်စွမ်းရှိနေရဖြစ်ပါတယ်။ပြီးတော့လည်းအုန်းနောက်ကိုကျန်းမာစေပါတယ်။ ဩစာတိမှာပါဝင်တဲ့ဗီတာမင် B complex ဟာအုန်းနောက်ကိုပြမျိုးစေရဲ့ဓာတ်ပစ္စည်းတွေကိုလိုအပ်သလိုထိန်းချုပ်ပေးနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုတွေ၊ဖိအားတွေနဲ့စိတ်တကြမှုတွေကိုလည်းလျော့ပါးစေနိုင်ပါတယ်။၁၀၀ g လေးနဲ့ဩစာတိတစ်လုံးမှာဗီတာမင် B6 3.6 g ပါဝင်နေပြီးတော့အထားကလူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ပမာဏရဲ့20ရာခိုင်နှုန်းပဲဖြစ်ပါတယ်။ပြီးတော့သွားကိုခိုင်းပါစေရဲ့ဩဇာတိဟာသွားနဲ့တဖုံနာကျင်မှုတွေကိုရောကြစေနိုင်ပါတယ်။ သွေးရောင်နှဲယောဂါကိုလည်းတက်တာစေပါတယ်ဗီတာမင် B6 ဟာသွေးရောင်နှဲခြင်းနဲ့သွေးနဲ့သက်ဆိုင်တဲ့ယောဂါတွေကိုတိုက်ဖြတ်နိုင်တာမို့လို့ဩစာတိစားပေးခြင်းကနေသွေးနဲ့သက်ဆိုင်တဲ့ယောဂါတွေမဖြစ်အောင်ကာကွယ်နိုင်ပါတယ်ပြီးတော့သူကအမြင်အာရုံကိုလည်းကြည်လင်စေပါတယ်အမြင်ဝေဝါးနေသူတွေဟာဩစာတိစားပေးသင့်ပါတယ်ဗီတာမင် C ကျော်ရတာမို့လို့အမြင်အာရုံကိုကောင်းမွန်စေပါတယ်အထူးသဖြင့်အမြင်ကြည်စေတဲ့အကျိုးရရှိမှာဖြစ်ပါတယ်နောက်ခုတော့အစစ်ရောင်နာကိုတက်တာစီနေပါတယ်။မက္ကနီစီယံတက်ကြွယ်ဝစွာပါဝင်နေတဲ့ဩစာတီးရဲ့ကောင်းကျိုးတွေထဲမှာ အဆင့်မြင့်ရောင်ယောဂါကိုတက်တာစီတာကလည်းတမျိုးပါဝင်ဖြစ်ပါတယ်ပြီးတော့စီးကျုပ်ကိုတားဆီးနိုင်ပါတယ်။အမြင့်တက်ကျွယ်ဝစွာပါဝင်တဲ့ဩဇာတိဟာသွေးရင်းတကြားတက်ပျော်ဝင်မှုကိုတားဆီးနိုင်တာမို့လို့အမျိုးအစားနှင့်စီးကျုပ်ယောဂဖြစ်နိုင်ခြေကိုလည်းရွှတ်ချပေးနိုင်ပါတယ်။နှလုံးနဲ့သက်ဆိုင်တဲ့ယောဂတွေကိုလည်းတက်တာလာစေပါတယ်။ပိုတက်ဆီယမ်နဲ့ဆိုဒီယမ်တက်ကျွယ်ဝတဲ့ဩဇာတိဟာနှလုံးတွင်သွေးလည်ပတ်မှုနဲ့ဖိအားကိုထိ ंछ ုပ်ပေးပါတယ်။မဂနီဆီယမ်ကလည်းနှလုံးကြွက်သားတွေကိုချွတ်ချွတ်မှုမှုအလုံးလုံးဆောင်နိုင်အောင်ပံ့ပိုးပေးပါတယ်။ ဒါ့အပြင်ဩဇာတိဟာသွေးရင်းကိုလက်စတောပမာဏကိုလည်းရှင်းချပေးပါတယ်။ပြီးတော့အစာချေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ဩဇာတိမများစားရင်ဗိုက်ဆာလာမှာတော့အမှန်ပါ။သူဟာအစာချေစနစ်ကိုအားပေးရဲ့အစာဖြစ်တာမို့လို့အစာအိမ်နဲ့ဥလန်ကျောင်းဆိုင်ရာပြဿနာရှိသူတွေပို့ပြီးတော့စားပေးသင့်ပါတယ်။ပြီးတော့အသားအိမ်နဲ့စပင်ကိုလည်းအားပြည့်ပေးပါတယ်။ဗီတာမင်စီနဲ့ဗီတာမင်အေတို့ကျွဲဝစွာပါဝင်တဲ့ဩဇာတိဟာအရေးပြမျိုးလုံးနဲ့စပင်တွေကိုအားပြည့်ပေးပါတယ်။ဒါအရောဩဇာတိနဲ့ပတ်သက်တဲ့ကျန်းမာရေးဗိုလ်သူတာတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးအကျိုးရှိစေမယ့်ကျမ်းမာရေးဘုဒ္ဓတာလေးတွေကို Smarty One Channel ကနေစဉ်ဆက်မပြတ်တင်ဆက်ပေးနေအောင်ဖြစ်တဲ့အတွက်ကြောင့်ဆက်ဆက်ဆောင်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့ဦးရှင်။ One Channel ရဲ့ပရိသတ်များအားလုံးလည်းယောဂပြရားတွေပြေးဝေးပြီးတော့အာရပရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။